တနေ့ငယ်တွင်နေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ကနေ30ရက်နေ့အတွင်းဟာဘဝကံမြမသောကာလတစ်ခုဖြစ်သလိုမြတ်တာရေကံကောင်းမဲ့စူပေါင်းလုံငန်းချိုးပေးမယ်အမျိုးသမီးမိတ်ဆွေကြီးကဲတူထံမှာကောင်းသောကုညီရရှိမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းသတင်းကြုံမယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံစည်းမယ်ခီးကိစ္စဥတီကျပြောင်းပြီးလုပ်တဲ့ကိစ္စတွေဆင်ပြေမယ် ကလာကြကြဆိုင်ငံထားတဲ့လူတွေကိုရှေ့တိုးလုပ်ခဲ့ပြီးတော့ကောင်းသောကျိုးဆက်ကိုရရှိဖဏိနိုင်တဲ့နေသားရှိတယ်။ဗီဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစံစာနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလိုက်ယုံတဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါမယ်။ နှစ်နှစ်နှစ်မှာကောင်းသောကံချမှာဖွင့်မယ်လိုရာပြည့်စုံမယ်မိကောင်းဆွေကောင်ထောက်ကူရ။နှစ်သုံးရက်နှစ်မှာခီးသွွား၍အကျိုးရှိတယ်သွန်းလေးကစားညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းမှာအရှိတောင်ရက်ကူတည်သွားဇန်နီဖြစ်တတ်တော့ကျဆက်ရမယ်။နှစ်ရက်နှစ်ကတော့အရာရာစင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတွတ်တက်ခြင်းကိုကြုံမယ်။25ရက်နှစ်မှာကတိပြည့်တဲ့သူတွေနဲ့တွေ့တဲ့ရန်တိုက်ခန်နေနဲ့တွေ့တဲ့ 26ရက်နေ့မှာထူးထူးခြားခြားကံပြောင်းလဲတွေရှိမယ်ရီမန်းချက်သစ်တွေရှေ့တို့လို့လို့ကြိုးပေးတယ်29ရက်နေ့မှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုနိုင်တယ်အခက်အခဲဖြေရှင်းရကြိုးပေးတယ်28ရက်နေ့ကလက်ပွင့်ကံပွင့်လိုရာပြည့်စုံခြင်းကိုကြုံမယ်29ရက်နေ့မှာရှေ့ရက်ကုန်တည်သွားစရာနေရှိတတ်တယ်မနေ့9ရက်နေ့ခွဲနဲ့9ရက်အတွင်းအသွာလာနေတိုင်းဂယုဆက်ရမှာဖြစ်တယ်ရံပတိဘက်ကနေလဲထိတဲ့အတွက်တွေ့လိုက်ပါတယ်30ရက်နေ့က စာရဆိုင်တဲ့ကိစ္စငွေကြေးကိစ္စစကားပြောရတဲ့အဲ့ဒီမှာလက်ပွင့်မယ်တဏှာသိတိတစ်ခါစမ်းရှင်တဲ့နေ့တစ်ခုဖြစ်တယ်ငွေကြေးပေးယူကိစ္စတွေမှာညင်မပွားရအောင်ကိုကရွှေရောင်တွေကြေးငွေရောင်တွေကြေးတစ်ခုနဲ့တစ်ခုချိန်တွေပြီးနေနဲ့စောင်းထားရမယ်ကံနဲ့ဖွင့်သွားမယ်စီပွားလည်းဖွင့်သွားမယ်သုံးဆက်တရနေ့ကတော့အတိုက်ခံနေကြတဲ့ထိုးပေါက်ပြီးလိုရာပြည့်စုံဆောင်ရွက်နိုင်တဲ့နေ့တစ်ခုဖြစ်ပါတယ် တနင်္လာနေ့ကနေ့စောက်ကြံနေမွေးသူတွေကောင်းကျိုးပေးပြီးတော့ကြာသပတေးနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်တတ်ပါလေအပြာရောင်ဖဲရောင်နေရောင်တို့ကိုသုံးပေးပါ369ခန်းတွေကိုသုံးပေးပါကောင်းချင်းကံကြမ္မာများရစေရန်နေနိဗ္ဗာန်မှာရှိတဲ့ကလေးစင်ငယ်တို့ကိုမုံအာဟာရဝေမျှကျွေးမွေးလူတန်းချင်းပြုပေးပါတနင်္ဂနွေနေ့မွေးသူအားလုံးတို့ဟာအောက်တိုဘာ20 23 24 25 26ရက်တွေမှာကောင်းစီကောင်းလျှော်ပြုလို့ရတယ်အကြီးကဲဖြစ်မယ်အကျန်းစီအောင်မြင်မယ်နှစ်သက်ရရက်မှာကောင်းစီကောင်းလျှော်ပြုကြပါကျေးဇူးတင်ပါတယ်